ဒီจิตတွေကိုမွေးဖောက်လို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားလေးတွေအခုဒီဒါจิตပြင်းတဲ့အကြောင်းပြောပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ်ဒီဟိုပါပေါ့ဒီပြင်းจิตပြင်းတဲ့အစိတ်အရွယ်ရောက်တဲ့จิตအစိတ်ကိုမရောက်ခင်ပေါ့နော်ဒီจิตတွေကိုမွေးဖောက်လို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားလေးတွေအဲ့ဒါကြတော့ဥစားဖောက်တယ်ကနေပြောရမှာ ်ပေါ့ချက်ဖပေါ့ချက်မှတွဲတဲ့ရနေပေါ့အဲ့ဒီကနေစပြောရမယ်ပေါ့ချက်ဖပေါ့ချက်မှတွဲတာချက်တိုင်းချက်ဖတိုင်းလည်းပေါ့လို့မရဘူးဟာငါဖေဝိုင်းမှာတိမ်းမလောက်နိုင်တာလေတိမ်းမ20နိုင်တယ်ဘယ်နေရာနိုင်တာဒီချက်ကပေါ့ချက်ဖြစ်ကြမှာဖြစ်တာမှန်တယ်မဖြစ်ဘူးပေါ့မဲ့ချက်ဆိုတာဒါသားဖောက်တဲ့ကြက်အင်ကအပြည့်ရှိရတယ်။ဟိုလေအားကိုတယ်သူကင်ခွဲပေါင်လုံးအကုန်လုံးပေါ့ကွာ။အမွှေးတောင်အစပေါ့နော်။ အဲအဲ့ဒါတွေအားလုံးပြည်စုံမှာဖောက်ချက်တကောင်လို့သတ်မှတ်လို့ရမှာ။နောက်ဟိုချက်တိုင်းလဲကောင်းတဲ့ချက်တိုင်းလဲသာမထောက်ဘူး။တားထွက်အောင်ငါတို့ဘလို့ခုလန်ခုတ်ကွက်မျိုးကတားထွက်နိုင်လဲဆိုတာလေ့လာရတယ်။အင်း။ဒီမှာတော့အများသောဖြစ်ဒုစီမှာဖောက်ကြတာဟာငါဖေဝိုင်းမှာဘယ်သိမ်းမနေစင်နိုင်လားလဲဘယ်နေရာနိုင်ဒီချက်ကိုတားဖောက်ကြတယ်။ဒါမသိကြဘူး။တားဖောက်လို့ချက်ကောင်းရဖို့မသိကြဘူး။ဟုတ်ပြီ။အဲ့ဒါတားဖောက်ချက်တဲ့ရွေးချယ်တဲ့ညီပေါ့နော်ချက်ဖောက်ရွေးတာ။ချက်မှတော့ အစင်ဆက်ပေါ့ကောင်းလာတဲ့မျိုးရိုးတဲ့ကျမကိုမျိုးခန့်ထားအောင်ထားအောင်အဲ့ဒီကျမတွေပဲတော့ပါမှာဟာဒီချက်ကောင်းလို့ဒီချက်ရဲ့အဖော်ဒီချက်ရဲ့အမေအဲ့ဒီဟာတွေကနည်းနည်းလွှဲတယ်နည်းနည်းလွှဲတယ်ဘာလို့လဲဆိုတော့ဒီကျမသွေးလိုက်ရငိန်လားမငိန်လားဆိုဟိုသူ့ရဲ့ဘိုးဘေးလောက်ထိနောက်၃ဆင်းလောက်ထိလိုက်ရတယ်မလိုက်ဘဲနဲ့ဖောက်ရင်လည်းချက်ကောင်းအောင်မထွက်နိုင်အောင်အာနှစ်ဖက်လုံးပေါ့ချက်ဖောက်အောင်ချက်မအောင်ရွေးချယ်နေပေါ့နော်အဲ့ဒါဟုတ်ပြီအဲ့ဒါတွေရွေးချယ်ပြီးလို့ရှိရင်ဖောက်မယ်ဒီချက်ကိုချမ်း နေရာကျဲတဲ့နေရာကြတော့အကြောင်းမဟုတ်ဘူးကြဖားတကောင်ကျမတကောင်ပဲရှိတဲ့နေရာမျိုးကပြဿနာမရှိဘူးလွတ်ဖောက်လို့ရတယ်တကယ်ကြက်များလာပြီဆိုခြံထဲမှာထဲကိုဖောက်အောင်ဖောက်အောင်ပါဒီကြက်တွေခြံထဲမှာမဖောက်ဘူးအပြင်မှာလွတ်လာတဲ့ကြက်များရင်ဒီကြက်သားသမီးဆိုတာအစ်ဘလုံးမဖြစ်နိုင်ဘူးမှန်တယ်နော်ဟိုကြက်ဖားကုတ်ဒီကြက်ဖားကုတ်နဲ့ဒါကိုယ့်အကူသာဟိုအစ်မဖြစ်နိုင်ဘူးကွာအဲ့ဒါဆိုမတည်ကြဘူးဟုတ်ပြီအဲ့ဒီခြံထဲမှာထဲဖောက်တဲ့ခါကျရင်ဒီကြက်ဥတစ်လုံးဒီအကောင်တကောင်ပေါက်ဖို့တော်တော်ခဲရင်လေ တို့ကျမစားရတို့ကြွက်ဖောက်စားရတို့ကြက်ဖတ်တက်ရက်တာတို့အများကြီးအဲ့ဒါတွေအဆင်တွေကြော်လွန်ပြီးမှကြက်သားပေါက်တဲ့အဆင်ကိုရောက်တာကဲကြက်သားပေါက်ပြီဒီကြက်တွေဘယ်လိုထိမ့်သိမ့်မလဲအဲ့ဒါမေးဟိုကြက်ဥပမာပေါ့ကြက်10កောင်ပေါက်လို့သားခွဲရည်အထိ10កောင်ရောက်အောင်မွေးနိုင်လားအာမမွေးနိုင်ပဲနဲ့အာဒီကြက်ဖတ်တဲ့ကြက်မှာဖောက်လို့အဆင်မပြေပါဘူးဆိုတဲ့ဟာလေမှားတယ်ဟုတ်ဒီကြက်တွေမှာ ကိုကအကုန်လုံးတင်အောင်မလုပ်နိုင်တော့တူသားသမီးတွေရဲ့အရေးချင်းကိုကအတိအကျမသိဘူးလေမသိဘဲနဲ့ဟာဒီအတွဲမကောင်းဘူးဆိုပြီးတော့လူတွေကပြောကြတာအဲ့ဒါလည်းမှားတယ်ကိုဘလောက်တင်အောင်မွေးနိုင်လဲကိုပုံမှာလည်းအများကြီးမှုတည်တယ်တင်အောင်မွေးဖို့ကသူ့အတွက်လိုအပ်တဲ့ဆေးဝါးအစာချမ်းအကုန်လုံးပြည့်စုံပါလားငါတို့ဆိုရင်ကြက်မွေးရင်10កောင်းတယ်10កောင်းလို့များသောအားဖြင့်10កောင်းမှာ10កောင်းလို့ဒီပါတင်ကြတာကွာကားခွဲတဲ့အစင်တိမှန်တင်အောင်ချမ်းကိုစနစ်ကြရမယ်အစာကိုစနစ်ကြရမယ်သူတို့တုံးတဲ့ဆေးဝါးတွေစနစ်ကြရမယ် ဲ့ဒါအားလုံးပြည်စုံမှအထိရွေးရောက်တာဟုတ်လားနောက်အဲ့ဒီအချိန်မှာလည်းတချို့ကြက်တွေကခလေးဆိုင်တာရှိတယ်ခလေးဆိုင်လို့ရှိရင်အဲ့ဒီကြမားတွေဆိုရင်မနဲ့ကြိုင်ချမ်းအဖဲခလေးကြီးပဲထားညနေနေမိုးချုံမှောင်မှကြမားကိုပြန်ထည့်အဲ့ဒါမျိုးကနေ့တိုင်းငါတို့တလတလခွေလောက်နေလောက်ရတာဘယ်ကြက်သမားမှမလုပ်ဘူးအဲ့ဒါမလုတ်ပဲနဲ့ဟာဟိုရာဆိုင်တဲ့ဒီဟာရက်တဲ့နဲ့ပဲဂိတ်ဆုံးလာတော့ဒီကြက်ကအကျိုးမပေးဘူးဆိုတဲ့ဟာပဲဖြစ်လာတာအာဒီကြက်မှငါ့အကျိုးမပေးကိုစောက်တော့မကြတာထဲမှာပြောပဲကောင်းပါဟုတ်ဟုတ် ဟုတ်လားဟိုဒီလိုအချိုးဘပြည့်ဒီကြက်ကိုအတောင်ဆက်ရင်မဆက်အောင်ငါတို့ဘယ်လိုလုပ်မလဲဥစားဥမဆောင်ဘယ်လိုလုပ်မလဲတရားမှမကြံဘူးဟုတ်ဟာဒီကြက်မှာအချိုးမပြည့်ဆိုပြီးတော့ကြက်ပေါ်ပဲပုံထားတာအာလူတွေရဲ့ကြက်ပေါ်ထားတဲ့သဘောတရားလေအဲ့ဒါတွေပါပါတယ်ဟုတ်ဟိုတခုဖြစ်ရင်ကိုအပြည့်မရှိဘူးကွာကြက်ပြည့်ပဲတရိစ္ဆာန်ပြည့်ပဲအဲအဲ့လိုမျိုးလူတွေပဲများပါတယ်မှန်ပါမှန်အဲ့ဒါကြောင့်လည်းမအောင်မြင်ရတာလူစီမှာဟုတ်ကဲ့ယူရီးယားမှာကကြက်လောကတူတက်ဆိုတာသူတို့ကပေါက်တဲ့လောက်ကြက်ကိုတင်အောင်မွေးနိုင်တယ်တင်အောင်မွေးနိုင်တော့သူတို့ရဲ့စမ်းသပ်မှုကသူတို့ reserve ချအောင်မြင်တယ် ဘူးစီမှာအဲ့ဒါတွေမလုံနိုင်တဲ့အတွက်အဲဒီဟာမကောင်းဘူးဟိုဒါမကောင်းဘူးဖြစ်ကုန်တာဒါပဲဖြစ်ရ